ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဓာရှိုးကို22ရက်နေ့မှလာရီစက္ခများဝင်လာမည်ရက်ကွက်စနစ်ကိုအုပ်ချုပ်မည်ကျန်တာကို MNDAA အုပ်ချုပ်မည် စသည်ဖြင့်ခွဲလမ်းများပြပြသွားပြီးတဲ့ရဲဘော်ရှမ်းမင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်6ရက်နေဒီနေ့တနင်္ဂနွေနေ့ဒီလိုရမျိုးမှာကျွန်မရဲ့မိသားစုဝင်နဲ့အမြဲတမ်း အတွေ့အကြုံဆွေးနွေးနေတဲ့ပုံစံလေးနဲ့ပဲကျွန်တော်တင်ပြပေးမယ်။လက်ရှိကျွန်တော်နိုင်ငံအတွင်းထဲမှာရန်ကုန်ဟော့ဖြစ်နေတဲ့လာရှိုးရဲ့မြေပြင် upgrade အကြောင်းတွေကိုကျွန်တော်အတိပေးသွားမှာဖြစ်ပါတယ်။ပြီးတော့ရင်အကျန်ဖက်စစ်ခွေးတက်ကဘလို့ရည်ရချက်တွေနဲ့လှုပ်ဆောင်နေတာလဲဆိုတာကိုလည်းသိရမှာဖြစ်တယ်။တည်င်းလေးကိုပြောခင်မှာ intro လေးတစ်ခုအရင်ဆုံးအတိပေးပါရစေ။အဲ့ဒါကတော့ လာရှုမြေပေါ်မှာအကျံပတ်ဖက်စစ်ခွေးတက်ရဲ့ပေါ်တာဆွဲတာကိုမြင်တွေ့ရမှာမဟုတ်ပါဘူးနောက်ထပ်အချက်ချက်ရွေးကောက်ပွဲအတွက်ယာယီလေးပဲကျွန်တော်တို့ကိုခွင့်ပြုပေးပါလားခမည်းဆိုတဲ့လေယူလေသိန်းလေးတွင်နောက်ထပ်ခွေးတူပေါက်ကဝင်လာတဲ့ ောင်တွေအကြောင်းကြားရမှာဖြစ်တယ်။ဒီနေ့မှာကျွန်တော်မိပါရိအခတ်တတော် AA ရခိုင်ဆိုရာနဲ့အရခတ်တတော် AA ဆိုရာနဲ့ရှီရန်ကိုတော့မသွားရဲတော့တဲ့အကျမဖတ်စစ်ရဲခွေးတွေနဲ့စခွေးတွေအကြောင်းကိုကြားရအောင်မယ်ဗျာဒါကြောင့်ကျွန်တော်ရဲ့ view ကိုစောင့်တိဝင်းရကြည့်ရှုပေးဖို့ကျွန်တော်မိဘပြည်သူရဲဘော်ရဲဘက်တူးကြီးစီတိုင်းကိုလေစာဖိတ်ခေါ်လိုက်ပါတယ် ဟုတ်ကဲ့ပါ ကျွန်တော်တို့ပေါ်တာလုံးဝမဆွဲပါဘူးဟုတ်ကဲ့ပါကျွန်တော်တို့စစ်မှုတန်းမခေါ်ပါဘူးဟုတ်ကဲ့ပါကျွန်တော်တို့ပြည်သူကိုဒုက္ခမပေးပါဘူးဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဆိုတဲ့ခေါင်းတွင်တွင်ညိတ်ခဲ့ရတဲ့တွစ်ဆုံဆွေးနွေးခဲ့တဲ့ဖြစ်စဉ်ရဲ့ နောက်ွယ်ကအကြောင်းကတော့ကျွန်တော်တို့ရွေးကောက်ပွဲလေးလုပ်နိုင်ဖို့ရွေးကောက်ပွဲအတွက်ပဲယာစီခွင့်ပြုပေးဖို့တောင်းပန်နေတာပါဗျာဒါလေးကိုတကောကြီးတို့ကူညီပေးပါဗျာဒါလေးကိုတကောကြီးတို့ညှိပေးပါဗျာဆိုတဲ့နောက်ွယ်ကအကြောင်းနေဒီနေ့ထွက်ပေါ်လာပါတယ် လာရှိုးရဲ့မြေပြင် upgrade ဒီနေ့ကျွန်တော်ရဲ့မိဘတွေကိုအရင်ဦးဆုံးအတိပေးပြစေကျွန်တော်တို့ဒါလာရှိုးနဲ့ပတ်သက်ပြီးတော့ခုချိန်မှာအတွေ့အမြင်တွေအများအပြားကိုကျွန်တော်တို့ဒရင်းမီဒီယာနဲ့လည်း social စာမျက်နှာထပ်တွေမှာပုံစံမျိုးမျိုးနဲ့သုံးသပ်နေတာတွေရှိတယ်ချင်းချင်းအမျိုးမျိုးပေးနေတာတွေရှိတယ်ပထမဦးဆုံးကျွန်တော်မိဘတွေကိုအတိပေးလို့ဒါကလာရှိုးမြေတွေကိုဝင်လာတဲ့ အကြမ်းမဲ့ဖက်စစ် ခွေးကောင်တွေရဲ့ရွယ်ချက်ကိုကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ပရမဦးစွာအတိပေးခဲ့ပြီနော်ဟုတ်ကဲ့ပါပေါ်တာမဆွဲပါဘူးဟုတ်ကဲ့ပါစစ်မှုထမ်းမခေါ်ပါဘူးဟုတ်ကဲ့ပါဆိုတဲ့ခေါင်းမြိတ်ပြီးတော့ခွေးတို့ပေါက်ကနေပြီးတော့လှိမ့်ပြီးတော့ဝင်လာတဲ့ကောင်တွေရဲ့ရွယ်ချက်ကလည်းရုပ်ောက်ပွဲလို့ဖို့ဟုတ်ပြီဒါဆိုရင်တော့အဲ့ဒီဝင်လာတဲ့ကောင်တွေဟာဝိုင်းကြီးချုပ်ပုံစံနဲ့ ျွန်တော်တို့ရဲ့တက်ကွင်းထဲမှာဘဲကောင်းတွေဝင်လှော်လို့ဘဲကောင်းတွေဝင်ကန်လို့ဘဲအချိန်မှာဘာဖြစ်သွားမလဲလို့ဘသူမှမခံမှန်းနိုင်တဲ့စည်ရည်မြေပြင်အခြေအနေထိကြောက်သွားပါမယ်လို့ကျွန်တော်ရဲ့မိဘတွေကတော့အနေငယ်မက်ဆေ့ချ်ပေးချင်ပါတယ်။ဒါရှိုးကိုအကြံဖတ်စစ်ခွေတက်ဟာ 22ရက်နေ့ဝင်လာပါမယ်လာရှိုးမှာရှိတဲ့ရက်ွက်12ရက်ွက်စလုံးကိုအကြမ်းဖက်စစ်ခွေတက်ကယာယီအုတ်ချုပ်ပါမယ်ကြံတဲ့နေရာတွေဖြစ်တဲ့တိန်ဒီဘက်နဲ့အခြားဘက်ကိုတော့ကျွန်တော်တို့ကိုကန်တပ်ဖွဲ့ဝင်တွေကအုတ်ချုပ်မှာဖြစ်တယ်ပြီးတော့အဲ့ဒီမှာရှိတဲ့19မိသားစုဝင်တွေနဲ့ကျွန်တော်တို့ဒါအုတ်ချုပ်ရေးနေပေါ့ဗျာဒါကိုကန်အုတ်ချုပ်ရေးကျွန်တော်ပြည်သူအုတ်ချုပ်ရေးနေ ဒါပူပေါင်းဆောင်ရွက်ခဲ့တဲ့သူတွေဟာ MNDA ရဲ့ညွှန်ကြားမှုနဲ့ MNDA နဲ့ပူပေါင်းမှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်။ပြီးတော့ယာယီနေထိုင်ခွင့်မဲ့ရှိတဲ့လာရှိုးမြေပေါ်ကိုအကြမ်းဖက်ဆက်ခွေးတွေတရုတ်ရဲ့ဒူးကိုဖတ်ပြီးတော့သူတို့ပြောတဲ့ရွေးကောက်ပွဲလေးလှုပ်ချင်လို့ဆိုတဲ့အတနာခံနေပုံစံလေးနဲ့ ဝင်ရောက်လာမဲ့ကောင်တွေရဲ့နောက်ဆက်တွဲစိုးကျိုးတွေကတော့ဘသူမှမခံမှန်းနိုင်ပါဘူးလို့ကျွန်တော်အရင်ဆုံးအသိပေးနေတာပါဟုတ်ကဲ့ပါဘီပပတ်လေမာတော့ကိုကန့်အုတ်ချုပ်ရေးတွေနဲ့ကိုကန့်တဖွဲ့ဝင်တွေကိုကန့်ရဲတဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားမှဖြစ်တယ် ဒါကြောင့်လည်းပဲဝိုင်းကြီးချုပ်ပုံစံနဲ့တပွင်းတွဲကိုတသွင်းခံရမယ်22ရက်နေ့ရောက်လာမယ်កောင်းနေဘယ်កောင်းနေဘလောက်တတိရှိလဲဆိုတာကိုတော့ကျွန်တော်တို့ကြည့်ရမှာဖြစ်တယ်ဒါပေမဲ့တို့လိုချင်တာကအချက်လေးတစ်ချက်ပဲကျွန်တော်ရင်မိပါဒီကနေ့ကျွန်တော်လာရှုံမြေပြင်အကြောင်းကိုပြောပြီးသွားရင်အဲ့ဒီအချက်လေးကျွန်တော်ရင်မိပါတွေကိုအတိပေးသွားမှာဒီကောင်းနေဘာကြောင့်ဒီပုံစံကိုမဖြစ်ဖြစ်အောင်ပုံဖော်သွားလဲဆိုတာကိုကျွန်တော်မိပါတယ်သိရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါ လာရှုစေယုံကြီးဆိုတော့ပြီးခဲ့တဲ့ပိုင်းတွင်းမှာလာရှုစေယုံကြီးမှရှိတဲ့ဒါရွှေပြောင်းပစ္စည်းတွေပြီးတော့ဆက်ဆက်ပစ္စည်းတွေအကုန်လုံးရွှေပြောင်းနေကြပြီဆိုတဲ့သတင်းတွေ join ပြီးပါတယ်ကြားမှာဖြစ်တယ်ဆိုတော့လာရှုစေယုံကြီးမှဝင်ရောက်ပြီးတော့တာဝန်ရှိမဲ့သူတွေကဝါတပ်ဖွဲ့ဝင်တွေနဲ့တေုတ်တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီမှာ ခပြီးပုံမှန်လင်ချွန်းမိပါတွေကိုအတိပေးချင်တာကတော့ဒါလာချွန်းနဲ့ပတ်သက်ပြီးတော့အရန်ကိုစိတ်ဝင်စားတာပါတယ်ကျွန်တော်တို့မိပါတွေရဲ့ဒါအခြားသောသတင်းဆောင်ပါတွေပေါ်မှာဒါတွေးထင်မြင်နေတာတွေနဲ့ပြီးတော့လက်ရှိဖြစ်စဉ်တွေမှာဒါရန်သူရဲ့ဒါထောင်ချောက်ထဲရန်သူရဲ့ညှို့ပွင်းတဲ့ကိုဝင်သွားနိုင်တဲ့အခြေအနေမျိုးကျွန်တော်ကမြည်ပင်အခြေအနေတွေနဲ့ပြီးတော့ရင်အကြံဖက်စစ်ခွေးတက်လောက်တဲ့ပုံစံကိုကျွန်တော်အတိပေးမှလို့ဖြစ်တယ်ဟုတ်ပြီ ဲ့ဒီမှာကျွန်တော်တို့လာရှိုးမှာတရုတ်ကလည်းဝင်ရောက်ပြီးတော့နေထိုင်မှာဖြစ်တယ်ဝါတာဖွဲ့ဝင်တွေကလည်းဝင်ရောက်ပြီးတော့နေထိုင်မှာဖြစ်တယ်ကျွန်တော်တို့ MNDAA ကုကန်တပ်ဖွဲ့ဝင်တွေနဲ့ခြားသောပူပေါင်းတပ်ဖွဲ့ဝင်တွေကတော့အနီးကပ်စောင့်ကြည့်သွားမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့တရုတ်ကလည်းရှိနေမယ်ဆိုတဲ့အခါကျတော့ ဝင်လာတဲ့အကြမ်းဖက်စစ်ခွေးတွေအမှားမခံကြပါဘူးဘယ်ကောင်စမှားမလဲဆိုတာကိုအမှားရှာမှဖြစ်တယ်ဒါကလက်ရှိအခြေအနေတွေပါဟုတ်ပြီတယုတ်ပြားကြောင့်အကြမ်းဖက်စစ်ခွေးတက်ကိုဝင်ဝင်ပြုတ်လိုက်တဲ့ယာယီအုတ်ချုပ်ခွင့်ပေးထားမှဖြစ်ပြီမယ်ကျွန်တော်တပ်ဖွဲ့ဝင်တွေဟာအနိကက်စောင့်ကြည့်နေကြမှဖြစ်တယ် စီရေးကိုလည်းပြင်ဆင်ထားပြီးပါပြီ။ဟုတ်ပြီ။မိုင်းရယ်နဲ့ဂိတ်ဖက်မြို့ပြင်တွေမှာကျွန်တော်ကတပ်ဖွဲ့ဝင်တွေအင်အားအပြစ်နေရာယူတဆွဲထားပါတယ်။အဓိကကတော့အဲ့ဒီလာရှိုးကိုဝင်ရောက်ခြင်းနဲ့အကြောင်းအရာတွေထဲမှာတရုတ်ကုံသွဲရေးပြန်ပြီးတော့လုဆောင်ခြင်းနဲ့အတွက်လည်းပါတယ်။အဲ့တော့တရုတ်ကြိုက်လဲဖြစ်တာပေါ့ဗျာ။ပြီးတော့ရွေးကောက်ပွဲအတွက်ဆိုတဲ့ခေါင်းစဉ်နဲ့လည်းတရုတ်ဟာ MNDAA ကို ဖီအားပေးခဲ့တဲ့အကြောင်းအရာတွေ ကိုဒီကနေ့ကြောက်ရမိပါတွေတွေ့မြင်ရမှာဖြစ်တယ်ဆိုတော့ MNTA ကိုတက်ဖွဲ့ဝင်တွေပြတိုင်းတက်ဖွဲ့ဝင်တွေကိုကျွန်တော်တို့ဖြစ်တယ်မစောပဲနဲ့အဲ့ဒီစစ်စင်ရေးအစအလယ်အဆုံးကိုကျွန်တော်တို့စောင့်ကြည့်ဖို့အရေးကြီးတယ် NUG ကိုလည်းအရန်ကြီးအပြစ်မတင်နဲ့ဟုတ်သူတို့လည်းနေစရာမရှိတော့ခက်ခဲ့ ကျောင်းတော်လန်ရေးကပြည်သူနဲ့စကျောင်းတော်လန်ရေးဟာပြည်သူသာအဓိကကျောင်းတော်လန်ရေးမှာပြည်သူဟာအဆုံးဖြတ်ပါဆိုတော့ပြည်သူတွေပြောလာပြီပြည်သူတွေမြင်လာပြီပြည်သူတွေအတန်ထွက်လာပြီဆိုရင်လက်ရှိဘယ်ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတဲ့ဘယ်ခေါင်းဆောင်ပဲဖြစ်ဖြစ်ဘယ်လောက်ထိအင်အားကြီးပါလဲဆိုတဲ့ကောင်းပဲဖြစ်ဖြစ်ဘယ်လောက်ထိချမ်းသာပါလဲဘယ်လောက်ထိလက်နက်တွေပိုင်ဆိုင်ထားပါလဲဆိုတဲ့ကောင်းတွေပဲဖြစ်ဖြစ် ကုန်လုံးအမိကောက်သွားရဒီတော်လန်ကြီးอ่ะကျွန်တော်ပြည်သူတွေစခဲ့တဲ့တော်လန်ကြီးဆိုတာတိုင်းရင်သားခေါင်းဆောင်အကုန်သိတယ်ကျွန်တော်မြင်ပါပွဲอ่ะအခုမှစတာပါဟုတ်ပြီဒါကတော့လာရှိုးရဲ့လက်ရှိအခြေအနေတွင်းထဲမှာနောက်ထပ်ကျွန်တော်မြင်ပါတွေကိုအတိပေးချင်တာကတော့လာရှိုးကို တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲဟာ MNDAA ကိုကတပွဲတည်းမဟုတ်ဘူးဆိုတာကိုလည်း join မိပါတွေသိပါမယ်။ join video ကြည့်နေတဲ့တောင်းရေဘော်ရေဘတ်ငွေချင်းတွေလည်းခေါင်းခေါင်းသိပါတယ်။ဟုတ်ပြီလာကျော့ကိုတိုက်ခိုက်ခဲ့တယ်မင်းတို့တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲက MNDAA တပွဲတည်းလား။ဒါဆိုရင်တော့လက်ရှိလာရှုံးနဲ့ပတ်သက်တဲ့ decision ကို MNDAA တပွဲတည်းချလို့ရလား။ ညီနောင်မမိတ်၃ဘွဲကဘာကြောင့်အတန်လေးငြိမ်ပြီးနေတာလဲပြီးတော့အရင်ချင်းကလာချိုရဲ့လောက်ကန်ရဲ့အစ်မြေပြည်နေထိသွားရောက်ခဲ့တဲ့ကောင်ဝဲရေးဝင်ကြီးဌာနကသူတွေကဘာကြောင့်ငြိမ်ကုန်နေကြရတာလဲကျွန်တော်ပြည်သူကပြောကြရှေ့ပြောတယ်ကျွန်တော်ပြည်သူပြောရင်ခံနိုင်ဖို့လဲ အားမွေးဖို့လိုတယ်ဟုတ်ပြီ MNDA တပွဲနဲ့တိုက်ခဲ့တာမဟုတ်ဘူးဆိုရင်တော့လက်ရှိဆုံးဖြတ်ချက်တွေဟာ MNDA ရဲ့ဆုံးဖြတ်ချက်အခုတည်းနဲ့တတ်မှတ်လို့မရသလို MNDA လက်ရှိသူတပွဲရဲ့ဆုံးဖြတ်ချက်နဲ့ လုပ်လို့မရဘူးဆိုတာကိုကျွန်တော်မြင်ပါတယ်။ဒေါပေါက်ပြီလို့တော့ကျွန်တော်ယူဆတယ်။ဆိုတော့ကျွန်တော်ဒီကနေ့ပဲအဲ့ဒီကိစ္စကျွန်တော်အချိန်ညှတာနဲ့ကျွန်တော်ကိုနိုင်ဓာတ်ရဲ့စကားပြောဆွေးနွေးကျွန်တော်တေချာစွာမေးမြန်းနေကျောင်းပြည်သူအရန်ကိုစိတ်ပင်မန်းနေတာကျွန်တော်တို့မကြည့်ရဘူးကျောင်းပြည်သူတွေဒီလောက်ထိဒုက္ခဒုက္ခရောက်နေတဲ့ဂျာတယ် ကျွန်တော်ပြည်သူတွေလောက်ထိစင်းရင်နေတဲ့လောက်ထိပေါ်ပြလို့မရတဲ့မျိုးမျိုးသောဒုက္ခတွေဈာရဲမှာကျွန်တော်ပြည်သူတွေစိတ်မချမ်းမသာဖြစ်နေတာကျွန်တော်လည်းတကယ်ရင်ထဲမှာမကောင်းဒါကြောင့်ဒီနေ့လဲကျွန်တော် MNDA ကိုကန်လာရှူကိစ္စကိုပဲမြည်ပြီးအချင်းတွေကိုကျွန်တော်မိပါတယ်ကိုတင်ပြနေတာ ။ဒါရှိုးမှာနေတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ဆိုရင်ကျွန်တော်ရဲ့အချက်လက်တွေကမြေပြင်ကလာတဲ့အချက်လက်ဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ဗီဒီယိုကွန်မန့်မှာရေးလို့ရပါတယ်။ဟုတ်ပြီ။လက်ရှိစီရဲ့အခြေအနေကိုစစ်မျက်နှာဖြင့်ဖွင့်ပြီးတော့ဒါတွေအကုန်လုံးကိုတိချစွာကင်တွယ်နေကြပါတယ်။အဖွင့်ရှိမယ်အပိတ်ရှိမယ် လာရှုမြေဟာဘယ်လက်နဲ့ကန်အဖွဲစီးရမှာပိုင်ရဲ့မြေမဟုတ်လာရှုမြေဟာကျွန်တော်ပြည်သူတွေပိုင်ရဲ့မြေလာရှုမြေပေါ်မှာကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့အသွေးတွေဆုံးထင်ခဲ့啊ပြီးပြီကျွန်တော်တို့ပြည်သူတွေရဲ့အိုးအိမ်တွေတစီခဲ့啊ပြီးပြီကျွန်တော်တို့ပြည်သူတွေရဲ့အိမ်မက်တွေ ထိုးဖက်ခံရရပြီးလာရှုနဲ့ပတ်သက်တဲ့ decision မှန်မြတ်ကျွန်တော်တို့ပြည်သူကပဲတတ်မှတ်နေတာဖြစ်တယ်ဒါကိုအမှန် TAA တည်ဒါကို TNL တည်ဒါကို NUG တည်ဒါကို AA တည်ဒါကိုတပွဲဝင်တိုင်းအကုန်တည်တယ်ကျွန်တော်ယူပါဒီလိုအခြေအနေအထိစူးစမ်းလှုပ်ဆောင်လာခဲ့တာ ျွန်တော်ပြည်သူရဲ့အားကြောင့်ဒါကိုလည်းဒီကောင်းကြီးသိတယ်အကုန်သိတယ်တော့တမိုင်းဝင်တိုက်ပွဲကြီးတွေဒါကြောင့်ခန္ဓာကြီးကျယ်အောင်ပွဲကြီးတွေဘယ်ပွဲတွေမှာမြင်ခဲ့ဘူးလေကျွန်တော်မြင်ပါကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့စကောင်းဆောင်နေရှိတဲ့ဆိုရင်လည်းပဲသူတို့တွေကျွန်တော်ကိုတကယ်လို့ကျွန်တော်ပြောတော့မှားတယ်ဆိုရင် comment ဝင်ရေးလို့ရတယ် ကျွန်တော်နိုင်ငံအတွင်းမှာနှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့ပါတယ်ဆိုတဲ့တော်လန်သောတပ်ဖွဲ့ဝင်တွေယခုလောက်အောင်မြင်သောစစ်တပ်နာချုပ်သိန်းတဲ့တိုက်ပွဲကြီးတို့မျိုးမျိုးသိတိုက်ပွဲကြီးတွေလိုမျိုးခရိုင်တိပါဆိုးမိုးနိုင်တဲ့အခြေအနေမျိုးတွေကိုဘယ်အချိန်ခါတော့မှသူတို့အိမ်မမှတ်ခဲ့ဘူးအတိုင်းသားတိုင်းသားလူမျိုးတွေနဲ့အာကျွန်တော်အတိုင်းသားလည်းမပါလဲကျွန်တော်တို့ဗမာလူမျိုးတွေနဲ့ဗမာလူငယ်တွေနဲ့ ။ဗတိုင်းရင်းသားတွေရဲ့ယုံကြည်မှုမရလို့ NUG ရဲ့ချင်းကပ်ပုံနဲ့ NUG ရဲ့တိုင်းရင်းသားတွေနဲ့ဒါပူပေါင်းလှုပ်ဆောင်မှုတွေအားနယ်လို့လူစားလဲဖို့လူသစ်တွေလဲဖို့မျိုးမျိုးသောကြက်တွေကြားထဲမှာပြန်နိုင်တဲ့နီလန်းတွေအကုန်လုံးကိုတေချာပြီးတိုင်တွေ့ပြီးတော့အမမခံ ဆောင်ရွက်နေကြပါတယ်ဒီပွဲဟာစီးကစားနေတဲ့ပွဲလေးဖြစ်တယ်လို့စီးနိုင်ငံရေးဉာဏ်ပညာနိုင်ရှင်နေတဲ့ပွဲပါဉာဏ်နှိမ့်တဲ့កောင်ကတော့ခံရမှာဟုတ်ပြီကျွန်တော်ပြီးပါတယ်ဒီလိုစစ်ချင်းတွေကိုဖွင့်ပြီးတော့ယာယီအုတ်ချုပ်ခွင့်ပေးလိုက်တဲ့သဘောမျိုးလို့နားလည်ရပါမယ် ဒါဆိုရင်တော့အဲ့ဒီဝင်လာတဲ့ကောင်တွေအဲ့ဒီယာယီအုပ်ချုပ်ခွင့်ရက်ကစနရက်ကကိုလာပြီးတော့အုပ်ချုပ်မဲ့ကောင်တွေဒီကောင်တွေဝင်လာလို့ဗီဒီယိုဖိုင်တွေတက်လာတယ်ကျွန်တော်ရင်မိပါတယ်မတွေ့ဝေသွားပါနဲ့ဒါဟာတော်လန်ကြီးဒီနိုင်ငံထဲမှာရှိတဲ့အကြမ်းဖက်စစ်ခွေးအာနာယူအုပ်စု အမြင့်ပြတ်မချေမှုန်းနိုင်တဲ့၍ဘယ်တိုင်းရင်းသားမှမလုံမြောက်ဘူးဆိုတာလက်ရှိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပါတယ်ဆိုတဲ့တိုင်းရင်းသားတိုင်းသိနေတယ်သူတွေခံခဲ့ရပြီဒါဆိုရင်တော့အဲ့ဒီယာယီအုပ်ချုပ်ခွင့်သူတို့မပိုင်နဲ့ကျွန်တော်တို့ပြည်သူပိုင်နဲ့ညီပေါ်ကိုလာရင်တော့မှ ပေါ်တာမစွဲတော့ပါဘူး စစ်မှုထံမခေါ်တော့ပါဘူးပြည်သူကိုအကြောင်းမဲ့ဖန်ဆင်းနှိမ့်ဆက်ညှင်းမှန်းတပ်ဖြတ်အညှို့ဖွဲ့မှုတွေဘာညာတွေဒါလက်ချုပ်မှနေတဲ့ဒါကြောင့်ရမိသားစုတွေဆိုကျွန်တော်ကိုအာတိုက်ရိုက်မင်းမြန်းတာရှိတယ်ဆိုတော့ကိုရှမ်းကြီးလက်ချုပ်မှကျွန်တော်တို့ကျမတို့ဘယ်လိုဆက်ပြီးတော့နေထိုင်ရမလဲကျွန်တော်အကြံဉာဏ်ပေးပါတယ် MNDA အုပ်ချုပ်ရေးပုံစံနဲ့လိုက်ပါသွားပါ MNDA ကလက်ရှိအုပ်ချုပ်ရေးပုံစံမှာဝိုင်းကြီးချုပ် ျွန်တော်တို့ပုံစံတွေသုံးပြီးတော့ကျွန်တော်တို့ပတ်ပတ်လည်ဝင်းရံပိတ်ဆို့ထားတယ်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့ MND ရဲ့အုပ်ချုပ်ရေးနဲ့ကျွန်တော်တို့ရဲ့ဒါအာဒါ19အဖွဲ့ဝင်တွေကျွန်တော်တို့ရဲ့ဓမ္မဘတ်တော်သားတွေဟာအဲ့ဒီအုပ်ချုပ်ရေးရန်နေရာအတွက်မှာအတူတူပူးပေါင်းလှုပ်ဆောင်နေတယ်ဒါကြောင့် MND ရဲ့အုပ်ချုပ်ရေးနဲ့ရွေးရှားဆောင်ရွက်ဖို့ကျွန်တော်အကြံပြုခဲ့တယ်တောင်သူတို့ဂရီကထက်ထက်ပေးထားတယ်ပေါ်တာမဆွဲပါဘူးမဖမ်းဆီးပါဘူးမနှိပ်စက်ပါဘူးကျွန်တော်ပြည်သူကယုံမှမယုံတော့ဘူး ဒါပေမဲ့သူတို့လှုပ်တာနဲ့လေသူတို့ဘွားသူတို့ပြန်တွေ့ရမှာဟုတ်ပြီအဲ့ဒီဝင်လာတဲ့ကောင်ကြီးရဲ့ဘွားဟာဘာနဲ့အတူနေလဲဆိုတာကိုတော့ကျွမ်းမိပါတယ်ညီမီတို့တော့ကျွန်တော်ညွှန်းလင်းတယ်ပြီးတော့သူတို့ကကျွန်တော်တို့ခေါ်တယ်ပဒတ်တယ်ပဒတ်ပဒတ်ကျွမ်းမိပါကြောက်မှာပါကျွန်တော်တို့ကပဒတ်မဟုတ်တော့2025စစ်စင်ကြီးရဲ့ပုတ်တိညို့ဖြစ်သွားတယ် အချင်းကြီးရရပေါ်မူတည်ပြီးတော့ကျွန်တော်တို့အယောင်ပြောင်းလဲနိုင်ပြီကျွန်တော်ပုံပွင့်လေးလေးမှာကျွန်တော်မိပါလေးကိုတင်ပြပေးပါတော့မယ်လက်ရှိတပ်ဖွဲ့အစုံအာနာယူကိုတော်လန့်နေကြတာလက်ရှိတပ်ဖွဲ့အစုံအကြမ်းဖက်စစ်ခွေးကိုအမြင့်ပြတ်ချိန်မုန်းနေတာကျွန်တော်တို့မှာဗတ်စိတ်အစုံရှိတယ်ကျွန်တော်ပခုံးပေါ်မှာဗတ်စိတ်၅ခုလောက်ကျွန်တော်တက်ဖူးတယ် စစ်စစ်ရေးတစ်ခုသွားရင်တခါတရံမှာဗတ်စိတ်ကိုသုံးခုလောက်တခါတည်းပြင်သွားတာဟိုဘက်ကကကောင်းကြီးခိုးကြည့်နေလဲပြဿနာမရှိဘူးဒါပွင့်လဲမယ်ဒီနေမျိုးဖြစ်ရင်ဒီဗတ်စိတ်နောက်တစ်နေရာကိုဖြစ်ရင်နောက်ဗတ်စိတ်ဟာဖြစ်လဲပြည်သူကပေါပွားလာတဲ့ပြည်သူကဝယ်ရေးတပ်ဖွဲ့ဝင်တွေပြည်သူတွေကြားတဲ့ဘလူသွားသွားမြေတမ်းလှဘလူဗတ်စိတ်ပဲတက်တက်အကြမ်းဖက်စစ်ခွေးတက်နဲ့ပတ်သက်တဲ့ဗတ်စိတ် မတက်ဘူးဆိုရင်ကျွန်တော်တို့တက်ကလုံခြုံပြီးသားဒါလေးကိုလည်းကျွန်တော်ရဲ့မိဘတွေကိုထက်ဆင့် message ပေးခြင်းနဲ့ဟုတ်ပြီအယောင်ပြောင်းတဲ့ပုတ်တင်ညိုတွေအဖြစ်နဲ့ကျွန်တော်တို့ရဲဘော်တွေကိုမြင်တွေ့ရမှာဖြစ်တယ်ဒီတော့ရောင်ပြောင်းတဲ့ပုတ်တင်ညိုတွေအဖြစ်နဲ့တိုင်းသားတစ်ဖွဲ့ဝင်တွေရဲ့2025ဆစ်စင်ကြီးကိုမြင်တွေ့ရမှာဖြစ်တယ်။လာရှုရဲ့ aggregate လာရှုရဲ့ညီပြင်းအခြေအနေဒါလာရှုအကြောင်းပါ။အဲ့တော့ အကျွန်မဖက်စစ်ခွေးတက်ကဘာကိုလိုချင်တာလဲသူတို့လိုချင်တာကရွေးကောက်ပွဲအကြောင်းပြပြီးတော့တရုတ်စီကခွင့်ပြုချက်တောင်းတယ်ကဘာကြီးတစ်ခုလုံးမှာစစ်ပွဲတွေအများအများဖြစ်ခဲ့ဘူးလေအဲ့ဒီစစ်ပွဲတွေမှာကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နေမြေကိုအလကားပေးခဲ့တဲ့နေမြေအလကားပေးခဲ့တဲ့စစ်ပွဲဆိုတဲ့မှတ်တမ်း ဘယ်ကဘာစစ်မှန်မှမရှိဘူးကြားလည်းမကြားဘူးခုကျွန်တော်နိုင်ငံမှာအဲ့ဒီပုံစံမျိုးခက်ဆင်ဆင်လေးပထမအဦးဆုံးမြင်ဖြစ်လာမလားပေါ့မဖြစ်ပါဘူးဒါအရာကြီးအုပ်ချုပ်ခွင့်ဖြစ်တယ်အဲ့တော့ဒီအရာကြီးအုပ်ချုပ်ခွင့်အတွင်းထဲမှာကျွန်တော်တို့စစ်ရေးညနေစာထပ်ပြီးတော့ဖွင့်ထားပါကြောင်းကျွန်တော်မိသားစုတည်ပေးခြင်းတယ်ဒါကြောင့်တိုင်းသားတစ်ဖွဲ့ဝင်တွေကို အပြစ်တင်စောဖို့ကျွန်တော်မိဘတွေကိုတီးပေးခြင်းနဲ့ကျွန်တော်တို့ဒါအပြစ်တင်စောတယ်ကျွန်တော်တို့သူတို့ကိုပြင်းပြင်းထန်ထန်ကန့်ကွက်လာတယ်ကျွန်တော်ပြင်းတို့ကိုပြင်းပြင်းထန်ထန်ချိုးနှိမ်ကက်ဖဲ့ပြီးတော့ပြောဆိုလာတယ်ဆိုရင်ရန်သူရဲ့အကွက်ထဲကိုဝင်သွားပါလိမ့်မယ်ရန်သူကလက်ရှိချိန်မှာလာရှိုးကိုတစ်ဖက်လက်နဲ့နီမျိုးစုံနဲ့ကြိုးစားပြီးတော့တရုတ်ကတရုတ်ကုန်သည်လမ်းကြောင်းကိုပြန်လိုချင်တယ်ပြီးတော့သူကရွေးကောက်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့ခွေးရိုးပေါက်ကဝင်လာတယ် အဲ့ဒါဒီကအဓိကအကြောင်းရင်းလို့ကျွန်တော်တို့မြင်တွေ့ရပေမဲ့နောက်ဆုံးဂျန်သူလိုချင်နေတဲ့လူယုံမှအုပ်စုပုံဖော်ခြင်းနေတဲ့အကြောင်းအရာဟာ MNDA ကုကန်တပ်ဖွဲ့ဝင်တွေအဲ့ဒီမှာရှိတဲ့အတိုင်းသားတပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့ပြည်သူတွေရဲ့ယုံကြည်မှုကျွန်တော်ပြည်သူလူတွေရဲ့ထောက်ခံမှုချိုးဖဲ့ဖြက်စီး မေစစ်စင်ရေးပုံစံပါဒါကိုကျွန်တော်မိဘပြည်သူတွေသိဖို့ရည်ကြီးတယ်ဒီဒေါ်လာကြီးကရှမ်းမန်းစစ်စင်ရေးအစင်စက်ကွန်စစ်စင်ရေးတခုလည်းမဟုတ်လက်ရှိဘလူဘက်ပြက်ကတ်ယထားပါတယ်ဆိုပေမဲ့လည်းသူတို့ကျွန်တော်တို့ကိုစတင်ပြီးတော့ရန်စနေခဲ့တာကျွန်တော်မိပါတယ်အားလုံးကြားပါတယ်ဒီနေ့နောက်ဆုံးသတင်းမှာလည်းအရကတ်တော်အေးအေး အောင်ပွဲသတင်းတွေနဲ့အခါတက်တော့ AA ရဲ့တုံ့ပြန်မှုတွေကိုကျွန်တော်မိပါတွေအတိပေးသွားမှာဖြစ်တယ်။ဒါကြောင့် MNDAA ကျွန်တော်လာရှုပ်ကိစ္စကိုကျွန်တော်မိပါတွေကိုအရင်ဆုံးကျွန်တော်ရှင်းပြနေခြင်းဖြစ်တယ်။ကျွန်တော်စကားတွေရှင်းနေခြင်းမဟုတ်ဘူးကျွန်တော်ရဲ့မိပါပြည်သူတွေစိတ်အေးချမ်းသာဖို့အတွက်ကျွန်တော်စကားလုံးတွေရှာဖွေပြီးပြောနေတာမဟုတ်ဘူး။ဆိုတော့ကျွန်တော်တို့အကြောင်းပြောင်းလာမဲ့ပုံတင်ညိုလိုမျိုးစစ်စင်ရေးမှာကျွန်တော်ရဲ့မိပါတွေမြင်အောင်ကြည်ပေးပါပြီးသွားရှင် နောက်ထပ်စမျက်နာပြင်ဖွင့်ပြီးတော့ဆင်းလာမဲ့ထိုးစစ်ကြီးနဲ့အတူကြောက်မိပါလေရှိပေးပါအပွင့်ရှိတယ်အပိတ်ရှိပါတယ်ဆိုတော့ကျွန်တော်နဲ့မြင်းနဲ့စကားပြောပြနေတဲ့ဒါကျွန်တော်ရဲ့ဒါအမတွေဒါကျွန်တော်ရဲ့ဒါညီကိုမောင်မတွေဆိုရင်ကျွန်တော်အလင်းတင့်လို့မျိုးရှင်းပြတတ်ပါလေကျွန်တော်အကုန်လုံးကိုရှင်းပြဖို့ရတယ်ခက်တာဘုရား ဟုတ်ပြီဒါဆိုရင်တော့အခုချိန်မှာကျွန်တော်တို့ကသူတို့ခေါ်ခေါ်နေတဲ့ဗဒတ်မဟုတ်တော့ဘဲနဲ့ပုတ်တည်ညူလေးတွေပါဒါဆိုတော့အရကတတော် AA အကြောင်းလေးစက်ကြည့်အောင်ပါရခိုင်မြေအရကတတော် AA ဒီစပွဲတွေမှာရခိုင်နေဥဆောင်နေတယ် AA တွေပါနေတယ်ဆိုရင်အဲ့ဒီနေမြေအဲ့ဒီစပွဲကို ဘယ်ရဲခွေးမှဘယ်စစ်ခွေးမှမတော်ရဲအောင်ကြောက်နေရတယ်အရခတ်တတော်အေးရဲ့အောင်ပွဲဒါအမှန်တရားပါရခိုင်ဆိုရင်အော်တိုကြောက်ညောင်ကျိုးတိုက်ပွဲနဲ့ပတ်သက်ပြီးတော့အခါတတော်အေးကတရားဝင်ချပြလိုက်ပြီပြီးတော့ညောင်ကျိုးမှဖမ်းမိခဲ့တဲ့ရှင်းမြောင်းနောက်မြောင်းငစနူကောင်တွေကိုလည်းရုပ်သံဗီဒီယိုနဲ့တကွာကျွန်တော်လည်းမနေ့ကဗီဒီယိုဖိုင်မှာလည်းကျွန်တော်တင်ပြခဲ့ပြီးသွားပြီ ဆိုတော့ဒီကနေ့မှလည်းပဲအရကတက်တော့ AA ထုတ်ပြန်ကြီးညာချက်ကျွန်တော်တို့ဘက်ကလူသားချင်းစာနာထောက်ထားမှုရကျွန်တော်တို့ပြည်သူတွေငလိမ့်နှံတင့်နေတဲ့အချိန်မှာပြည်သူတွေရဲ့အသက်အိုးရင်စီးစိမ်အတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုစည်ချမ်းသာစွာမြည်သူမဆိုးလှုပ်ဆောင်နိုင်ဖို့အတွက်အပြစ်ခတ်ရပ်ပါတယ်လို့ညီတော်မမိတ်သုံးဘက်ကထုတ်ပြန်ခဲ့တယ်လို့ NUG တိုင်းဝမ်ကလည်းထုတ်ပြန်ခဲ့တယ်အခြားသောတပ်ဖွဲ့ဝင်တွေကလည်းထုတ်ပြန်ခဲ့တာရှိတယ်ဒါပေမဲ့အပြစ်ခတ်မရက်တာကဘယ်သူလဲ အရခမြေပေါ်မှာအရခနဲ့အေအေနဲ့ပတ်သက်တဲ့စစ်စင်ရေးတွေနဲ့တိုက်ပွဲတွေမှာအကြမ်းဖက်စစ်ခွေးတက်ဟာ drop ဘုံဒီပေါင်း90ကျော်နဲ့၄ချောင်းကနေပြီးတော့အချိန်ဖန်များစွာဘုံဒီရဲ့တိုက်ခိုက်မှုတွေဒီနေ့ကျွန်တော်သတင်းပြောနေတဲ့အချိန်ထိလုဆောင်နေစေအဲ့တော့ရခိုင်ကပြောပါတယ်မင်းတို့ထပ်ပြီးတော့တစ္ဆာဖောက်ပြန်ပြီမင်းတို့ထပ်ပြီးတော့ရန်စပန်ပြီမင်းတို့ထပ်ပြီးတော့စီးဖောက်ပြန်ပြီ အဲ့တော့စီးဖောက်တဲ့ကောင်တွေမင်းတို့သစ္စာဖောက်တဲ့ကောင်တွေမင်းတို့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာစစ်စင်ရေးရက်ပြီးတော့ပြည်သူကိုကယ်ဆယ်ဖို့အတွက်ငါတို့တွေအားလုံးတူညီစွာနဲ့ပူးပေါင်းခဲ့ပေမဲ့အပြစ်ခတ်မရက်တဲ့ကောင်တွေအတွက်ကတော့အရခထိုးစစ်ရင်တွေ့ရပါမယ်။ဘုရားထုံးမြတ်နိုင်ဟာကောင်းမွန်တဲ့ ညနေပိုင်းဆက်ဆံရေးတွေကိုလည်းပုံဖော်ထားနိုင်တယ်။ကောင်းမွန်တဲ့မာဖျူအမပူပေါင်းဆောင်ရွက်မှုတွေကိုလည်းပုံဖော်ထားနိုင်တယ်။အရကတတော့အေအေနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေဆိုတာ ਨੇ စီးဆွမ်းဆောင်ရည်လက်ကြည့်စရာမရှိအောင်စိတ်ချရတယ်။နိုင်ငံရေးစိတ်ချရတယ်။စီးပွားရေးတောင်လာလို့ကို तू ကကန်းလန်းသေးတယ်။လက်ရှိအိန္ဒိယအရကတတော့အေအေနဲ့ဆက်ဆံနေရတာ ဆိုတော့ဒီနေ့မှာအကျွမ်းဖတ်စစ်ခွေးတက်ဟာဘင်္ဂလီတွေကိုအင်အားနေတဲ့အရခမြေပြင်ကိုပို့ဆောင်မယ်ဆိုပြီးတော့လီဘော်ကနေပြီးတော့သူကလီဘော်ကအစည်းအဝေးလုပ်ပြီးတော့ပို့မယ်ဆိုတော့ဒီအနေနဲ့ပတ်သက်ပြီးတော့မနှက်ဖန်ကြရင်ကျွန်တော်အသေးစိတ်တင်ပြပေးပါဦးမယ်ဆိုတော့ဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေဟာကျွန်တော်တို့လာချုံနဲ့ပတ်သက်ပြီးတော့ဝိုင်းကြီးချုပ်ပုံစံနဲ့တကွင်းတဲကိုဆွဲသွင်းထားတဲ့အခြေအနေတွေနဲ့ ဆက်ဆက်ပြီးတော့ဖြစ်ပေါ်လာမဲ့စေရေလှူရှားမှုတွေ ਨੇ ကျွန်တော်ပြည်သူ့ကာဝေးရေးတပ်ဖွဲ့ဝင်တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေရဲ့အယောင်ပြောင်းမဲ့စစ်စင်ရေးပြီးတော့အယောင်ပြောင်းတဲ့ပုတ်တင်ညိုတွေအဖြစ်ကျွန်တော်တို့ထပ်မံပြီးတော့ကျွန်တော်ရဲ့မိဘတွေမြင်တွေ့ရမှာဖြစ်ပါကြောင်းကျွန်တော်တင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစီနောက်လာတဲ့ဗီဒီယိုတွေကိုဒီတပ်ဖို့ကောင်းကျွန်တော်ကြိုးစားပေးပါမယ်လည်းနေပြီစစ်ပေးကပ်ပေး ကျောင်းနဲ့ကျောင်းရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအူးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါကြအောင်လေးလေးနဲ့နဲ့စူတောင်းရှင်းနေကျွန်တော်ရဲဘော်ရှမ်းလေး